မင်္ဂလာပါရှင်ကျမတော့ဖူလာမင်းအင်တာနက်ကုမ္ပဏီမှာအထက်တန်းရှင်နေတော့ဝအောင်ဖြစ်ပါတယ်ရှင်ကျမအခုရှင်းပြပေးမယ်အကြောင်းအရာလေးကတော့ဂရံအမြေပေါက်သူတွေကွယ်လွန်သွားလို့အမွေဆက်ခံသူတွေအနေနဲ့မိမိတို့ရဲ့ဂရံကိုအမြေပြောင်းလို့ခြင်းတက်တန်းတိုးလို့ခြင်းတို့ကိုဆောင်ရွက်ရမှာလှုပ်ဆောင်ရမယ်လုပ်ငန်းစဉ်အဆင့်ဆင့်လေးကိုရှင်းပြပေးလိုက်ရပါတယ်ရှင် အမွေဆက်ခံရမှာဆိုလို့ရှိရင်လေခရံအမီပေါက်သူကခင်မွန်ွယ်လွန်သွားတယ်ဆိုလို့ရှိရင်ဇနီးမယားကအမွေဆက်ခံရမှာဖြစ်ပြီးခရံအမီပေါက်သူဇနီးမယားွယ်လွန်သွားတယ်ဆိုလို့ရှိရင်ခင်မွန်ဖြစ်သူကအမွေဆက်ခံရမှာဖြစ်ပါတယ်အဲအမီပေါက်သူမိဘနှစ်ပါးလုံးမရှိတော့ဘူးဆိုလို့ရှိရင်တားသမီးတားစင်မျိုးဆက်အစစ်စစ်အမွေဆက်ခံရမှာဖြစ်ပါတယ်ရှင် ပထမဆုံးအစ်စ်အနေနဲ့အမွေဆက်ခံစာချုပ်ချိုးဆိုမယ်ဆိုလို့ရှိရင်အမွေဆက်ခံသူရဲ့ပေါ့နော်အဲပိုင်ဆိုင်မှုစာရွက်စာတမ်းမူရင်အမွေဆက်ခံမဲ့သူတွေရဲ့မှတ်ပုံနဲ့အင်အားလူစရာမူရင်တေဆုံးသူရဲ့တက်ဆိုင်ရာမြို့နယ်ကထုတ်ပေးထားတဲ့အဲတေစင်းမူရင်အမွေဆက်ခံသူတွေရပေါ့နော်အဲဒီမြေကွက်ကိုအမှန်တကယ်အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိကြောင်းရက်ွက်အုပ်ချုပ်ရေးမှုရဲ့ထောက်ခံချက်အဲစံချိန်လွှာမူရင်းတို့နဲ့အတူမန်လေးမြို့တော်စီမင်းသားရေးကော်မတီဌာနမှာ အမွေဆက်ခံမြေမုံကူးလျှောက်လွားတရားမှာဖြစ်ပါတယ်။မြေမုံကူးလျှောက်လွားတင်ပြီးပြီဆိုလို့ရှိရင်အမွေဆက်ခံပိုင်ဆိုင်သူတွေအနေနဲ့ပေါ့နော်။အဲဒီမြေကွက်ကိုအမွေဆက်ခံပိုင်ဆိုင်ခွင့်မရှိကြအောင်ကန့်ကွက်လိုသူတွေရှိပါကဒီတစင်းစာကြော်ညာထက်ပြီး၁၄ရက်အတွင်းမှာစာရွက်စာတမ်းမူရင်းအစုံငင်နဲ့လာရောက်ကန့်ကွက်နိုင်ကြအောင်တစင်းစာကြော်ညာထည့်ရမှာဖြစ်ပါတယ်။ သတင်းစာကြော်ညာထက်ပြီး၁၄ရက်ပြည့်လို့ကန့်ကွက်မဲ့သူမရှိဘူးဆိုလို့ရှိရင် ကျမတို့ကတက်ဆိုင်ရမြို့နယ်ရဲ့မြေတိုင်းစီးရေးထံမှာအမွေစမ်းမြေပုံရေးဆွဲရန်အတွက်မြေပုံဆွဲချရမှာဖြစ်ပါတယ်အမွေဆက်ခံမြေပုံထွက်လာပြီဆိုလို့ရှိရင်ကျမတို့အနေနဲ့ပေါ့နော်မန်လေးမြို့တော့စာချုပ်စာတမ်းမှတ်ပုံတင်ဌာနမှုရုံးမှာအမွေဆက်ခံသူတွေနဲ့အမွေဆက်ခံစာချုပ်တွားရောက်ချုပ်ဆိုလို့ရပြီဖြစ်ပါတယ်ရှင်။ အမွေဆက်ခံစာချုပ်ချိုးဆိုပြီးအမွေဆက်ခံစာချုပ်ထွက်လာပြီဆိုလို့ရှိရင်ကျမတို့အနေနဲ့မန္တလေးမြို့ရောစီမံသားရေးကော်မတီဌာနမှာမိမိတို့အမွေဆက်ခံသူတွေနဲ့ပေါ့နော်အအညီပေါင်းပြောင်းခြင်း၊ခရံတက်တန်းကုန်နေဆိုရင်ခရံတက်တန်းတိုးခြင်းလုပ်ငန်းစဉ်ကိုဆက်လက်ဆောင်ရွက်ရမှာဖြစ်ကြောင်းရှင်းပြပေးလိုက်ရပါတယ်ရှင်။ မိမိတို့ဝယ်ယူထားတဲ့ခရံမြေကွက်တွေကိုတက်တန်းတိုးလိုခြင်းအမြေပြောင်းလိုခြင်းဥပံကွဲဆောက်ထားလိုခြင်းဥပံကွဲအမြေပြောင်းဆောက်ထားလိုခြင်းစတဲ့မြေယာနဲ့ပတ်သက်တဲ့ကိစ္စအဝဝတွေအပြင်စာချုပ်စာတမ်းဝန်ဆောင်မှုတွေကိုဆောင်ရွက်လိုပါကဖုလာမင်းအင်ချမ်မြေကုမ္ပဏီရဲ့ဘိုင်ဘာနံပါတ်ဖုန်းနံပါတ်ဖြစ်တော့399900918159 399900918159ကိုဆက်သွယ်ဆောင်ရွက်မေးမြန်းနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်